မှန်တရားမြတ်တို့တို့များအလောက်မင်္ဂလာပဲဗျာနော်ဒီနေ့ကျွန်တော်အမှန်တရားလေးထက်တင်မယ်ဗျာဒီနေ့အမှန်တရားလေးကနိမ့်နေခါတယ်။ဘာလဲဆိုတော့ဟိုနေ့ကဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ဒီစကိုင်းတိုင်းဒီပင်းအဲ့ဒီဟိုထိန်ပေါ်လာမသိပေါ့နော်အဲ့ဒီစာတင်เจ้าကိုဘုံချတဲ့ကိစ္စအဲ့ဒီမှာဆရာမနှစ်ဦးအပါဝင်ကလေးသူငယ်တွေအများကြီးတည်ဆုံထားတယ်ပေါ့ဒီကိစ္စရှိတယ်အဲ့လိုမနေညကဆိုလို့ရှိရင်ရခိုင်ပြည်ရသေးတောင်မှလာပြီးရင်ပေါ့200ဘုံလာမသိချာတော့တဲ့တော့ ਨੇ တည်ဆုံးမှုတွေပျက်စီးမှုတွေအများကြီးရှိတယ်အဲ့လိုပဲဒီမိုးပြေဖက်ဖေခုံဖက်မှာလည်းစာကစားနေပြီးရင်သူကဘုံချေထားတာတွေရှိတယ်နေ့စဉ်ရက်ဆက်ပေါ့နော်ဘုံချေနေတာရှိတယ်ဒီတော့ကျွန်တော်ကဘုံချေတဲ့ကိစ္စကိုတော့ရည်ကြီးခွင့်ချင်မလို့ရှိဘူးရန်သူကရန်သူအလုပ်တလုပ်တယ်ဆိုတော့ဒါသူတို့ရဲ့အပိုင်းသူတို့ကိုယ်တိုင်ပြောပြီးသားငါတို့ကမထောက်ခံတဲ့ဟုသူများဟာရန်သူတွေဖြစ်တယ်ပြည်သူတွေဘာလဲငါသူငါနားမလည်ဘူးငါတော့အုပ်ချုပ်မှုမရှိတဲ့နေရာတွေ ဒီတော်လည်းဖွေးတဲ့အုပ်ချုပ်မှုရှိတဲ့နေရာတွေဟာရန်သူနေပြီဖြစ်တဲ့အဲ့ရောက်ငါတို့ကအဲ့ဒီနေမှာနေပြီမှာရှိတဲ့လူတွေကိုရန်သူဖြစ်သက်မဲ့တယ်လို့တရားဝင်ပြောထားတဲ့အတွက်နဲ့သူတို့ကဘုံကြီးသက်ဖြစ်တာနော်ရှင်းပြောမယ်ဆိုရက်ဆက်ရုံမာတာပေါ့ဗျာဒီလိုလုံရက်တွေလုံတာဒီတော့ရန်သူကရန်သူကအလုပ်လုပ်တယ်သူတို့ရဲ့ပြောထားတဲ့အတိုင်းလုပ်တယ်ဆိုတော့ကျွန်တော်ကအပြစ်ပြောစရာမလိုဘူးသို့တော်လည်းပြောစရာတစ်ချက်ပါလဲဆိုတော့သူတို့ကိုထောက်ခံနေတဲ့လူတွေကိုပြောချင်တယ် ဲ့ဒါစာကစားကတော့စာတင်ကြောင်းဖြစ်ဖြစ်သာသနာနိကအဆောက်အုံဖြစ်ဖြစ်ဘာသာရေးအဆောက်အုံဖြစ်ဖြစ်ကြေးရွာဖြစ်စင်ယုံဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သူတို့ကတော့အဲ့ဒီဒေသမှာရှိတဲ့เนาะသူတို့ထိန်းချုပ်မှုရှိတဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ဒေသမှာရှိတဲ့နေရာတွေကိုတော့ဖျက်ဆီးတာဒါသူတို့ရဲ့ကြောက်ပြီးသားစကားဖြစ်တဲ့အတွက်နဲ့တကယ်ကြီးခွင့်ချင်မလို့ချင်ဘူးတော်တော်လေသူတို့ကထောက်ခံတဲ့လူတွေကိုပြောချင်တယ်သူတို့ထောက်ခံတဲ့လူတွေအခုလက်ရှိ ဒီကျွန်တော်တို့ဒီအင်တာဗျူးတွေပေါ့နော်အင်တာဗျူးတွေဒီတိတော့တောင်တွေ့ရတာပါလဲဆိုတော့တဇင်ဦးကြော်မျိုးမကြော်ဆိုးဟုတ်လားခွေးသုံးကောင်ရဲ့ချီစားခွေးသုံးကောင်ရဲ့ကျွန်တော်ကတော့မနေရတော့ပြောလိုက်တယ်ဇော်ဘုံကြီးကခွေးရှင်းမှာတော့ဒီကောင်ကဟုတ်လားအလီဇေးရှင်းဆိုဒီကောင်အလီဇေးရှင်းမဟုတ်တော့ပြန်ပြီးချီစားခွေးနဲ့ပတ်ဝန်းကျင်ကိုချီစားတော့ပြီဒီကောင်နဲ့ချီစားခွေးဟုတ်လားဟမ်ဒါပေမဲ့သူကတိတ်မပြောရဘူးရှက်နည်းနည်းကြောက်တဲ့ပုံစံမျိုးပေါ့နော်ထားပါတော့ပြောချင်တာကအဲ့လိုစကားစအကြမ်းဖက်အဖွဲ့ကိုထောက်ခံတဲ့လူတွေဘာပြောတော့လဲဆိုတော့ဒီပင်းနော်အဲ့ဒီစာတင်ကြောက်ဘုံချမှုမှာ တင်ဆောင်တော့လေကလေးသူငယ်ခင်ဗျားကအခုအလောင်းနဲ့တန်းစီပြီးမိဖတွေငိုကြွေးနေတဲ့အချိန်မှာလူတယောက်ရဲ့လူစိတ်မရှိဘဲနဲ့တရိษံတွေရဲ့နော်တရိษံစိတ်ရှိတဲ့အဲ့ဒီသဇင်ဦးတို့ကြော်စိုးဦးတို့ကြုံမျိုးမွင်းရင်းတို့ပြောတော့တဲ့စကားတွေကျွန်တော်ကြားဘာပြောလဲဆိုတော့အဲ့ဒီစာသင်ကျောင်းမှာလက်စာသင်စရာအကြောင်းမရှိဘူးလက်ဘာဖြစ်လဲဆိုတော့စင်တန်ပေါ့နော်သူတို့ပြောနေတာအင်္ဂလိပ်စကားမတက်တခါပေါ့ပြတွဲခိတ်ထွဲခိတ်ပေါ့အဲ့ဒီကသင်ပြောတာပေါ့အဲ့ဒီစင်တန်ပြန်ဖြေမနေရလည်းမဟုတ်ဘူးလက်အခုစာသင်နဲ့ကလေးတွေက မူလာနဲ့အရွေတွေဗျာအလေတက်လေးတွေတော့မပါဘူးလောက်သိဘူးမူလာနဲ့ကလေးလေးတွေအလုံးလုံးချစ်စက်တနေစက်နေအဲ့လိုကလေးလေးတွေအဲ့လိုကလေးတွေစာသင်ပြနေစာသင်ကျောင်းမင်းတို့အုပ်ချုပ်တဲ့နေတော့ပိုက်မှာသူတို့ကနေတော့ဒေသလောက်စာသင်ကျောင်းကြိုက်တဲ့ချင်းဖွင့်တယ်လို့သူတို့ကလည်းသူတို့တော်လည်းအဖွေတဲ့အုပ်ချုပ်တဲ့နေရာတွေမှာသူတို့အဆင်ပြေမဲ့အချိန်မှာသူတို့စာသင်ပြတာလေကလေးသမီးတွေကိုအဲ့ဒီတော့အဲ့ဒီနေရာဘုံချပြီးကလေးသမီးတွေလောက်သေးတဲ့ခါကိုဘာပြောလဲဆိုအဲ့ဒီကျောက်ထိပ်မှာတဲ့ နော်တစင်ဦးလို့ကြုံမျိုးမျိုးကြော်စုဦးလို့ပြောဆိုတာနော်ဒီမှာဟိုကလဲဇော်ဘိုဟီရိုတော်တော်စကားတွေအဲ့ဒီအထင်းမှာ PDF ဖွင့်ရနေပြီဘုံလုံးတွေလက်နဲ့လုံးတွေလက်နဲ့ဆက်ရုံပေါ်ပြပြောချင်တာကအဲ့တော့လက်နဲ့ဆက်ရုံလုံးလို့အဲ့ဒီနေရာဘုံချတာအခုအဲ့ဒီအချိန်မှာသေသွားတဲ့လူတွေကကြောင်စားနဲ့ဘာမှပတ်သက်တဲ့အကျံဖက်တည်းဆိုပြီးဒီတော့အပတ်ငငယ်ပြပြကလေးတွေကိုအကျံဖက်ဖြစ်အဖွေဖြစ်တည်သွားတဲ့ကလေးတွေကိုမစာမညာပြောတဲ့ တစည်ဦးကျော်မျိုးမင်းကျော်ဆိုးဦးဇော်ဘိုးဟင်းအဲ့ဒီကောင်တွေကိုဘာလို့သိတဲ့လဲဆိုလို့ရှိရင်ကျွန်တော်ကပြောဖြစ်နေတာဥမာရခိုင်မှာတုံးကလည်းရခိုင်မှာတိုင်ပွဲပြင်းထန်တဲ့အချိန်မှာစာကစားထောက်ခံတဲ့ကောင်တွေကနီးမျိုးသာကြွားတောက်ကြမ်းခဲ့တယ်ဟုတ်လားလိုက်ဘောတမျိုးစာကစားပုဂ္ဂိုလ်တမျိုးလောက်ခဲ့တယ်အဲ့တော့အာခတ်တက်တော်ကနေပြီးအဲ့ဒီလူတွေကိုပြည်သူလူထုနဲ့ပူပေါင်းပြီးရင်အဲ့ဒီကောင်တွေကိုရှင်ဖြည့်ရှင်းပြရတယ်ရှင်သေးကောင်ရှင်ဖြုတ်သိမ်းစေကောင်ဖြုတ်သိမ်းတာဆက်လောက်ပြရတယ်နော်ဒါငါ့ရဲ့လူမျိုးငါ့ဘာသာလုံးလုံးမရဘူးတော်လည်ရေးမှာ အဲ့တော့ကချင်မှာလည်းအဲ့လိုပဲရှင်းမှာလည်းအဲ့လိုလုပ်ခဲ့ရတာဒီပြည့်ရှင်းရှင်းစီပြီးဆိုစီပြီးကိုတိုက်ခတ်တဲ့ဖွေးတွေအများကြီးပဲအဲ့ဒီဖွေးတွေကိုဟုတ်လားဖြည့်ချင်းပြီးရှင်းလင်းပြီးမှသူတို့လည်းတက်လာခဲ့ရတာပြောချင်တာကတော်လည်းဖွေးတွေမှာလုံတဲ့လုံတဲ့တာကိုလုံလုံရမယ်သို့တော်လည်းဒီ PDF ဖိုင်မှာကြာတော့မြန်မာနိုင်ငံအလေးပဲစကိုင်းတိုင်းနော်မန္တလေးတိုင်းဒီရွှေဘူအဲ့ဒီဘက်မှာကြာမြင့်ကြဲအဲ့ဒီဘက်မှာကြာတော့ကျွန်တော်ဘာတော့မြင်လဲဆိုတော့နော်အရန်ကိုလူသားဆန္ဒမြင်ရတယ်တော်လည်းဖွေးတွေက တိုက်ပွဲတစ်ခုမှာဖမ်းမိတဲ့ဟုတ်လားစေသုံးဘန်းစကားစကားကောက်လေးကိုမိမိဆိုရမလဲအဲ့ဒီကောက်ကိုပခုံးလေးဖဲပြီးအညီကိုလို့မပူနဲ့တော့အေးအေးဆေးနေတော့မျက်နှာလေးချွေးသုံးပေးရတာနဲ့အချိုအချိုရတရတာနဲ့ဟမ်စေခုပေးရတာနဲ့နောက်ဆုံးလမ်းမလျှောက်နိုင်လို့ကြော်ပူပြီးခေါ်တော့ရတာနဲ့ဒီဟာလေးတွေကိုလိုက်ပေါ်မှာတင်ပြီးမိတို့ပနာယူတယ်ဟာလူသားရှင်းဆန္ဒနဲ့အထောက်ထားကိုပြတယ်အဲ့ဒီတော့မိတို့လူသားရှင်းဆန္ဒထောက်ထားမှုကိုပြနေတဲ့ခေါင်းတွေက အဖက်မခံအားဖြင့်ပြည်သူလူထုကိုဘယ်လိုလုပ်တယ်ဆိုတာကိုမင်းတို့မြင်ဖို့လိုတယ်မင်းတို့သတိဖို့လိုတယ်ပြည်သူလူထုကိုဘယ်လောက်ထိနှုတ်ဆက်နှိမ့်ဆက်ဒုက္ခပေးသလဲအဲကလေးမချင်ဟုတ်လားအသက်ငယ်ရွယ်ကလေးကမစားအသက်ကြီး60 90 80အထိဘာမှမချင်မင်းနဲ့ဟုတ်လားသက်ဖြတ်နေတာဖွေးစီအဲ့ဒီအဖွေးစီကိုမင်းတို့စေတုံးပဲဖြစ်ဖမ်းမိတဲ့အခါပြည်သူလူထုကပေးတဲ့ရိက္ခာတွေကိုဒီကုန်းတွေကိုခုတ်ခုတ်မှတွင်းမွေးပြီးမင်းတို့ဟမ်အမလေးတရားတော်ဟောပြလိုက်သေးတယ်မင်းတို့လုတ်ပြတာ ဂရုဏာရှင်ကြီးတွေလုံပြနေကြတယ်မေတ္တာရှင်ကြီးလုံပြကြတယ်မင်းလုံပြလိုက်တဲ့မေတ္တာရှင်ကြီးဂရုဏာရှင်ကြီးတွေကတချင်ချင်းကပြည်သူလူထုကိုဘလို့တက်ဖြတ်ခဲ့တဲ့နှိမ့်ဆက်ခဲ့တဲ့ရဲဆက်ခဲ့တဲ့တော့မင်းတို့မျက်စုမိပါမြင်ဖို့လိုတယ်မင်းတို့စတဲ့ထမင်းဟင်းတွေကပြည်သူလူထုကကြွတာတဲ့ထမင်းဟင်းတွေဆိုမင်းမေးလို့မရဘူးနော်အဲ့တော့လုံတော့တာကြည့်အခုအဲ့ဒီစကားသာထောက်ခဲ့တဲ့ကိုပြောတော့တာဒီလောက်သေဆုံးတော့တဲ့အသက်အသက်လူမမေကလေးငယ်လေးတွေကိုအသက်10 17 13နှစ်ပြီလား အဲ့ဒီကလေးလေးတွေကိုအကြမ်းဖက်အဖွေအကြမ်းဖက်နေဖြစ်ပုံခေါ်ပြီးရင်သိရတော့အဲ့တော့ဘုံချပြီးသိအသေးရတော့အဲ့လိုပုံခေါ်တော့တယ်ဒီတော့ကျွန်တော်ပြောချင်တာကမြန်မာအနိုင်ငံအလေးပိုင်းမှာရှိတဲ့တော်လိုင်းလုံးတွေအေးအဖွေးစီတွေပေါ့နော်ဒီ PDL အလုံးသုံးလိုက်ပါပြောရှင်းရှင်းပြောမယ်ဆိုရင်ဒီနဂါရောမုတ်ဆုပ်ခါရောနော်ပြင်းချံရောနောက်ပြီးအဲ့ဒီဟိုဟာဟောဒီမန္တလေး PDL အစပေါ့နော်ရန်ကုန်မှာရှိတဲ့ PDL တဲ့အဆုံးပေါ့ ဲ့ကျွန်တော်ပြောခင်ဗျားတို့ပြောချင်တာကဆက်ကဆန်းနဲ့တိုက်တာထက်အခုအဲ့ဒီလိုမျိုးနော်ပြည်သူလူထုကိုသိဆုံးတာတော့ဝမ်ပန်ဝမ်တာစွာနဲ့လိုင်းပေါ်မှာတက်ပြိုကြီးတဲ့အဲ့ဒီစကားဆက်လော်ဘီလိုလိုခေါ်မယ်ပေါ့နော်တစဉ်ဥတော်ကြုံမျိုးလေးကြုံဆိုးဥဘုံစောဘုံဟင်းနော်မုံမုံခိုင်သက်သက်ခိုင်အဲ့လိုဟာမျိုးတွေခင်ဗျားတို့ကမရရတဲ့နည်းနဲ့ရှင်းရမှာအကောင်းဆုံးကတော့သူတို့ကအချင်းရအောင်ဖမ်းရမှာအချင်းမရနိုင်မှအသေရှင်းရမှာ ဘာဖြစ်လဲကျွန်တော်ဒီစကားပြောလဲဆိုတော့နော်အချင်းရရခမရဥပတကယ်ကိုရွှေထုံးမိတယ်လို့ပဲဘာဖြစ်လဲဆိုတော့ဥမာကတက်တက်ခါရုပ်ဖြစ်ဖြစ်သေဥပဲဇောပုံးဖြစ်ဖြစ်အချင်းမိပြီဆိုလို့ရှိရင်လုံးဝခမရဥပပြောင်းလဲတော့တဘွားအခုပြခမရဆိုရင်ငွေကဒီရက်ခက်လက်နဲ့ရိတ်ခါတွေအတွက်ကမ်ပိန်းလုပ်ရတာနဲ့အလှခံရတာနဲ့လိုရတယ်နော်အဲ့ဒီတော့ဥမာသေဥကိုမိမယ်ဆိုလို့ရှိရင်ဥမာပြအချင်းရကိုဖမ်းအချင်းမရမှအဖြစ်ရှင်းပေါ့ဗျာအချင်းရပြီဆိုလို့ရှိရင်ခမရတို့ ၃၄နှစ်စာလောက်ခင်ဗျားတို့ရဲ့လက်နဲ့ရိတ်ခတ်ဖူလုံသွားပြီအဲ့ဒီကုံမားကိုဖန်ထားအမိပြီဆိုလို့ရှိရင်ခင်ဗျား live one အမိလေလံခင်းလိုက်ကဲဒီမှာဆက်ဆက်လော်ပြီးဘောမတချင်ကပြည်သူလူထုနဲ့ဟုတ်လားတော်လိုင်းရုပ်ဖွဲ့ကိုဒီလိုရက်ဆက်ရုံမာစွာအောက်တန်းကြတော့ပြုတ်ခဲ့တဲ့သတင်းကိုငါတို့မိပြီလေလံတင်မယ်ဘသူလေလံဆွေးမှလဲဘေးဖွေးစီကလေလံဆွေးမှလဲဒေါ်လာတစ်ပောက်ကဈေးခင်းမှာနှစ်ပောက်ကဈေးခင်းမှာခင်ဗျားခင်းကြည့်လိုက်နော်ဒေါ်လာသိမ့်ရှိပြီတဲ့တော့ ဟုတ်လားအဲ့လိုပဲဇော်ဖို့ရကြုံမျိုးမျိုးတော်ဆုပ်လို့ခင်ဗျာဖန့်လက်ရောက်ရောက်ဖန့်နော်လက်မရအဖေအချိန်မရရင်အဖေရောက်ဖန့်အဖေရပြီဆိုရင်အဖေဖြစ်တော့ပြီဆိုရင်လည်းခင်ဗျာပြောလဲကျွန်တော်ဒီအုပ်ချင်းတာတွေ့တဲ့ကျွန်တော်တို့အဖွေစီကိုဘယ်သူထောက်ပံ့ချင်တယ်ထောက်ပံ့မလို့ကအများကြီးနော်အဲ့တော့မင်းတို့နေနေအားနေတာတချို့ကဒီလိုပောက်ပန်းလေးစီပြည်သူလူထုကစိတ်ဒုက္ခရောလူတော်ကဒုက္ခပေးနေတဲ့အဖွေစီဟိုကောင်တွေကတော့စကားသာမင်းအောင်လာတို့ကတော့ဒုက္ခပေးတာမပြောနဲ့ရန်သူရန်သူလောက်လောက်တာအဲ့တော့ဒီလိုပောက်ပန်းလေးစီပြောပြီးရင်အဲ့ဒီ အကြမ်းဖက်ဖွေးကိုထောက်ခံနေတဲ့ကုမ္ပဏီကိုခင်ဗျားတို့မလုံနိုင်တာဆိုတော့ကျွန်တော်ကအန်အော်တယ်ဒီလား PDF တွေကိုကျွန်တော်တော်တော်အန်အော်တယ်အကြမ်းဖက်ဖွေးစီကိုဖမ်းပြီးတော့ခင်ဗျားတို့ကအမလေးညေကိုဆိုပြီးလေပြီးနေဖဲပြီးဟမ်ပြီးတော့တင်ပြီးခင်ဗျားပနာယူပြသေးတယ်ခင်ဗျားတို့ကမိသွားတဲ့ရှိမှာပါလေပြီးကိုဖျက်ခေါင်းကိုဖျက်ဗိုက်တွေခွစ်သက်ဖျက်ခဲ့တဲ့ ဆက်ကားဆက်ကိုတွေမမိခင်ရတယ်အဲ့ဒါလုံးမိမိပြတော့ဟာမျက်နှာခွေခွေဟုတ်ကဲ့ပါဗျာကျွန်တော်တို့လည်းဒီလိုဖြစ်ပါတယ်ဆိုတော့ဒီစကားကိုလုံးပြီးခင်ဗျားတို့နေပြည်သူလူထုဘာလို့နေနေတယ်ဆိုတော့ခင်ဗျားမြင်နေတဲ့အတိုင်းပဲเนาะဒါခင်ဗျားတို့ကျွန်တော်မမပြည်နဲ့ပတ်သက်ကျွန်တော်ပြောပြတာဒီလမ်းမှာတအားခင်ပြည်နဲ့စစ်ပွဲကတိုက်ပွဲမှာသေသွားလို့ဟုတ်လား PDF သေသွားတယ်သေတာလည်းဒီဓမ္မတိုက်ပွဲမှာကျွန်တော်လွန်ခဲ့တဲ့၂လပဲ၃လပဲတော့အများကြီးသေတာပဲကျွန်တော်ပြောစားကြုံမှုရှိဒီကိစ္စတွေကဒါတိုက်ပွဲမှာသေတာသေပါစေကျွန်တော်ဒီလိုပဲသဘောထားတယ်တိတ်လို့ပြင်ဘူးเนาะ ဒါပေမဲ့မသေးတာရန်သူနဲ့ပြုတ်သေးတာသေပါစေအဲ့လိုမျိုးသဘောကျွန်တော်တို့ကမင်းမဲဆိုတာသေသွားတယ်သူရဲ့ကောင်းဖြစ်တဲ့မဲ့လို့တော့ရသေးတယ်ဒါကဂုံလူစရာတခုအခုပြန်ပြည်သူလူထုနေတဲ့နေရာတွေကိုပြည်သူလူထုနေတဲ့ကြေးရွာတွေဘုံချရတဲ့မျိုးတွေဘုံချရတဲ့ပြည်သူလူနဲ့ဆေးရုံနဲ့အဆောင်အုံတွေအားလုံးကြောက်ကြကြသာသာမင်းကအဆောင်အုံမဆုံးအားလုံးချက်စီတဲ့မြေမြကြီးနဲ့အဲ့လိုကိုတွေမိပြီဆိုရင်ခင်ဗျားတို့ကအမလေးဟမ်ခေါက်ပေါ်တင်ပြီးရွေးသွားတဲ့အဆင်ဆုံးကြတော့ပြည်သူလူထုရင်လာတယ်ဗျာခင်ဗျားတို့နော် PDF တွေကိုကျွန်တော်ပြောချင်တယ်ပြည်သူလူထုရင်လာတယ် တိတ်ပြီးဟိတ်ရမလို့ကြားနေတိတ်ပြီးခင်ဗျားတို့နော်ဒီသူရဲကောင်းမလို့ကြားနေဘာလဲမြေတရှင်ကြီးမလို့ကြားနေခင်ဗျားမြေတရှင်ကြီးလောက်လိုက်တဲ့ကောင်တွေကမြင်နေတိုင်းပဲနော်အဘောကောက်ဖို့လိုတဲ့အဲ့တော့မန္တလေး PDF ရန်ကုန် PDF မြင်းချံနော်အဲ့လိုမဟုတ်ဆုံးခါတော့အုပ်စုဒီငကားတော့အုပ်စုအဲ့ဒီအုပ်စုတွေအနေနဲ့ပေါ့နော်စကားသားကိုထောက်ခတ်နေတဲ့အဲ့ဒီတောက်တိုက်ဘောမားတွေကိုအကျံဖက်ကိုအပင်းနေကုန်တွေခင်ဗျားလက်ရောက်ဖက်မှာလက်ရောက်ဖက်လို့မရချင်း တရားဖက်ပြီးကျွန်တော်ပြောသူလင်းတာတင်ကြီးခင်ဗျားတို့ဘဝတွေပြောင်းလဲသွားမယ်နော်နေရာလဲလိုက်ခိုက်ပြီးရသေးတော့ဘုမလာပြီးပြီပေါ့နော်ပုံချေသွားတယ်အဖေပြောင်းရှိပါတယ်ကြောက်ပြင်းမပြောဘူးပုံချေတာပေါ့ဘာဖြစ်လဲကိုလိုကိုတက်ကအဲဂျဲလင်ကြီးကိုမပြစ်နိုင်ဘူးလေနော်ဂျဲလင်ကြီးကိုမပြစ်နိုင်တဲ့အတွက်နဲ့ဒီလိုခံရတာအဲ့ဒီတော့ဒီကိစ္စဒီလိုဖြစ်သွားတဲ့ကိစ္စတွေမှာဘာလို့ထားမလဲဆိုတော့ကိုရောတိုက်ပွဲဆင်နွှဲတဲ့အခါအဲ့ဒီသူတို့စကန်တွေစကားစကန်တွေကိုမျိုးရတယ်ကိုသိမ့်တဲ့အခါမှာဖမ်းပြီးတဲ့သုံးဘဲတွေကိုသူတို့နဲ့ထိုက်တန်တဲ့ နော်တွေးကြွေးတွေကိုဆက်ရမှာဗီဒီယိုရခေါ်နေချိတာလေဗျာသူတို့ဖမ်းမိတာအဲဗီဒီယိုရခေါ်နေဗျာမကြည့်မကြည့်မင်းတို့အဖွဲစီလောက်ခဲ့တာဟာကျွန်တော်တို့အဖွဲမဟုတ်ပါဘူးပြောပါလိမ့်မယ်ကျွန်တော်တို့ကဒါမျိုးမင်းတို့အဖွဲမဟုတ်ဘူးညမင်းတို့အဖွဲစီစီအကောင်တွေလောက်တာမင်းတို့လည်းမမိခင်တော့ဒီလောက်ခဲ့တာပဲချင်းအကုန်လုံးတက်စီပီသက်ဒီနေရာမှာ CN စောက်ဆိုး CN စီအဖက်ကိုကျေးဇူးတရားလို့ဖြစ်နေတယ်ဟုတ်လားခုန်ဆက်ပြစ်တာဘာစစ်တင်ကြတာမလို့ဘူး ဲ့ဖက်ထားရန်သူကိုရန်သူအလုံးလုံးရန်သူသွားပြီးခမရကျဲဦးသွားမတိုင်နဲ့အားပြည့်ခမရကိုဖင်တော့ရှာလိုက်မယ်ရန်သူကအခုချားနေတာကြည့်နော်အဲ့တော့အီယိုဝင်လာအခက်တဲ့တော့ပါဝင်အီယိုနေနဲ့နော်တော်လည်းရဲ့ဖွေးစီတွေကိုပြောချင်တာကရန်သူကိုရန်သူလို့ချင်းပါမိကိုမိလို့ချင်းရေးကိုရေးလို့ချင်းပါလေနော်ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ်ဘာဖြစ်လဲရန်ကျင်တာဘူးကောင်းတယ်မနေ့ကညာဆိုတကပြပြအဲ့ဒီတော့ဟုတ်ပြီဒီပြည့်ရဲ့ဘုံချတော့စာနေကြဘုံချတော့အိစမ်းရှိဘူး ဒီခိုင်မှာရသေးလို့ပါကြည့်ရဘုံချသွားတယ်ကိစ္စမရှိဘူးအာဒါဘုံချတာပဲတိုးတော်လဲဘုံချခံရတဲ့နေရာတွေကိုဟုတ်လားပြည်သူလူထုရှိတဲ့နေရာတွေကိုအဲ့ဒီစကားစားလော်ဘီတွေပြောတော်တဲ့စကားတွေကဘယ်လောက်ထိကျွန်တော်တို့အတွက်ခံပြင်းဖို့ကောင်းလဲဆိုတာကိုခင်ဗျားသိဖို့လိုတယ်တကယ်ခံပြင်းဖို့ကောင်းတယ်တကယ်ကိုဝန်နေကြတကယ်ဒေါသဆွဲစရာတွေကြီးပဲအဲ့လိုပြောတဲ့ကောင်တွေကိုခင်ဗျားတို့ကအလားကြီးနေမှာဆိုလို့ရှိရင်အမေလူခွင်းလူခွင်းသွားမလုံနဲ့ ခင်ဗျားတို့ကဟိုလားပေါ်လိုက်ဂျီနီဘာရှာလာဂျီနီဘာကွန်ဗင်းရှင်းဘာညာပြီးကလူခွင့်ရေး human right 6အော်တဲ့နိုင်ငံမှာနိုင်ငံအုပ်ချုပ်ပြီးအကြမ်းဖက်အုပ်ချုပ်ပြီးလက်နက်အပြည့်စုံတက်ဆောက်ကိုလည်းဟုတ်လားနိုင်ငံကတော့တကားတကပါလုံးမဟုတ်ရင်တော့နိုင်ငံကအပြည့်အဝပြုထားတဲ့အဲ့ဒီအဖွဲ့အစည်းကနေပြီးထိန်တိုက်ကျနေတာပြည်သူတို့ထိန်တိုက်တဲနေတာကိုတော့ခင်ဗျားတို့ကသူတို့ဘယ်သူမှမပြောတော့ခင်ဗျားတို့ကဘာမဟုတ်ဘူးနဲ့ဒီနေ့မှတော်လိုင်းဖွင့်လို့ဝင်လာတဲ့လူထထောင်ထထောင်တဲ့အဖွဲ့အစည်းတွေကဟုတ်လားဂျီနီဘာကွန်မရှင်တော့မပြောနဲ့ လုံးတင်တာလုံးဒါအမှန်တရားပဲနော်အဲကြောင့်ကျွန်တော်အားဆက်တောင်းလည်းပြောရှင်းတယ်ဖမ်းပြီးတဲ့သုံးဘက်ကိုကျွန်တော်ကိုဆေးတင်ပြမနေနဲ့တင်ပြကြမလို့ဟာမိသားတွေမလုံးစားမလို့နော်ကိုကဘာလို့တင်တဲ့ကိုလုပလိုက်ပြေသူလူထုပြေးထားတဲ့ဟုတ်လားအစားရိတ်ခါတွေကိုရန်သူကိုတော့တွေးမနေနဲ့တွေးစားမလို့ဘူးရောက်ဖောက်ကိုကျုပ်တိုက်စားမလို့ဘူးနော်ရောက်ဖောက်ကိုကျုပ်တိုက်ကိုနှမနာတာပေါ့ဒါလေးတော့သဘောပေါက်ဖို့လိုတယ်နော်အဓိကသူတို့ကသူလုံးနိုင်တဲ့အတိုက်အတာတစ်ခုနဲ့သူကလုံးတာ ပုံကျေးတဲ့တက်ဖြစ်တာအခုဆိုရင်ခင်ဗျားကျွန်တော်ပြောလိုက်ပဲမိုးပြေဖဲတို့ဖေခုံဖဲတို့တော့ရခိုင်ကချင်းဥမြန်မာနိုင်ငံအလေပိုင်းနေရာစုံကိုသူတို့နေတိုင်းနေစဉ်ရဲ့ပုံကျေးနေတာဖြစ်တယ်နော်အဲ့ဒီတော့ဒီလိုပုံကျေးမှုတွေကိုဟိုအဆုံးသက်ဖို့တော့ဘာလို့လဲဆိုလို့ချင်းကိုနဲ့နှူးဆက်ရကိုတို့ဒေတာအလိုက်ပေါ့နော်ဒေတာအလိုက်မှာရှိတဲ့စကားဆရဌာနချုပ်တင်းတက်ဖွဲ့တွေကိုအပြည့်ထန်ဆုံးတော့အမြန်ဆုံးဖြစ်တော့ကျွန်တော်တိုက်ဖို့လိုတယ်ချိန်မှုဖို့လိုတယ် တင်နေဖို့လိုတယ်တင်နာမီတဲ့ဟာဖမ်းမီတဲ့စေးသုံးဘက်နဲ့ကိုယ်စနေမတင်ဖို့လိုတယ်အဲ့တော့ဒီနေရာမှာတစ်ချက်ပါလို့ဆိုတော့စကားစားနေပြီပေါ့နော်စကားစားလို့ပြီးတော့ပြောသလိုပေါ့အဲ့ဒီတော်လဲဖွေးတဲ့အုတ်ထုတ်ထားတဲ့နေရာတဘုံလေးအုတ်ထုတ်ထားတဲ့နေရာတွေဟာတဘုံအပိတွေဖြစ်တဲ့ဆိုလို့ရှိရင်ဟုတ်ပြီရန်ကုန်တို့မန္တလေးတို့ပြည်ဦးတို့နေနေပြည်တော်တို့အဲ့ဒီဘက်မှာရှိတဲ့စကားစားထင်းချိုးအောက်မှာနေတဲ့လူတွေကိုဒီဖက်ကလူတွေကအဲ့လိုသမဲပြီးရင်ဘုံချလိုက်မယ်ဆိုရင်ရောဘာတယ်ထွက်လာမလဲဟမ် ဟုတ်ပြီဒီပြတော့ဘူးရပဲဒရုံနဲ့ပုံချပဲတွေးတဲ့ရှာလိုက်မယ်ဟုတ်လားစကားစားအုပ်ချုပ်ထားတဲ့နေရာဆိုရပြီချက်ဘေကောပဲထိထိမထိထိအဲ့ဒီချိန်မှာဟုတ်လားဒီပုံတွေကဒီလိုရှာလာတယ်ဆိုလို့ရှိရင်မီရိုရှာခဲ့တာလည်းချိန်ပြားလို့ရတယ်နော်လုံသိမ့်တာကိုလုံရမယ်လုံသိမ့်တာကိုလုံရမှာပဲဥမာရခိုင်ပြည်သားမှာအခုစကားစားထိထုံနေရတယ်ဓာတ်စကားဓာတ်စကားထိကိုအဲ့တော့ဓာတ်စကားနာဘာကောပဲရှိချိမရှိချိဒရုံနဲ့ပုံချမယ်လက်နဲ့ချိနဲ့ပြစ်မယ်ဟုတ်လားအေးကလုံနေတာပဲကြောက်ဖြူမှာ ဒီကောင်တွေရှိတဲ့အဲ့ဒီဌာနချုပ်ဖက်တွေလောက်တာပဲဒီကောင်တွေဒီကောင်တွေကအခိုက်မှာဆိုလို့ရှိရင်စကားစားနေပြီမျိုးတွေတော့မရှိဘူးသူတို့စကန်နေမှာပုံနေတာအဲ့ဒီကြောက်ချင်မှာဆိုတဲ့အဲ့ဒီဒီဓညာတွေဌာနချုပ်အဲ့ပိုင်ဝန်းချုပ်မှာပုံနေတာအဲ့ဒီရေးတန်းချင်းနော်30တက်မှာပုံနေတာအပြင်မှာထွက်အဲ့ဒီအပြင်မှာပြည်သူလူထုဝေးကြီးအဲ့ဒီပြည်သူလူထုချိတဲ့နေရာတွေကသူတို့ကနေပြီးလာပြီးပုံကြီးတာဒီဖက်ကတော်လည်းဖွေအေရကြတော့သူတို့ကိုရှိတဲ့နေရာတော့ပုံကြီးတာနော်အဲ့ဒီတော့မြန်မာနိုင်ငံအလေးဘက်ကခေါ်ရင်မြန်မာဗမာပြည်ထိမှာစကိုင်းတိုင်းဖက်မှာပေါ့နော်မန္တလေးတိုင်းမြင်းကျန်ပြင်ဦးလွင်ရန်ကုန်တဲ့အဲ့ဒီဖက်မှာဆိုလို့ရှိရင် မင်းတို့လော်ပြီးတော့ပြောနေသလိုပေါ့ရန်သူထိန်းချုပ်ထားတဲ့နေမျိုးငါတို့ဘာမှခရုဆက်ဆံမလို့အဲ့ဒီမှာထိန်းချုပ်ထားတဲ့နေမျိုးကိုကြိုက်တာလုံးလို့ရတယ်ဆိုလို့ရှိရင်စာကစားထိန်းချုပ်ထားတဲ့နေမျိုးကိုအဲ့လိုမျိုးတုတ်တန်းရဲ့ဖွင့်တဲ့ဘုံကြီးလာမယ်ဆိုလို့ရှိရင်တရောပုပ်ပွဲဖြစ်ဖြစ်အပိခံပုပ်ပွဲဖြစ်ရှားလာမယ်ဆိုလို့ရှိရင်ဘာဆောက်တဲ့နေထွက်လာမယ်ဆိုကြီးရှင်တယ်အဲ့တော့တုန်းရဲ့ဖွင့်တွေကောင်းဆုံးပါနော်ဒါလေးတော့ကျွန်တော်ပြောချင်တဲ့ရင်းနှီးနာနဲ့ဒီနေ့ကရှင်းရှင်းပြောလို့ပြောပြောလဲမပြောချင်အောင်စိတ်မကောင်းစားနောက်တစ်ခုကပါလဲဆိုအဲဒီပင်းရဲမှာပေါ့နော်စာသင်ကျောက်ဘုံကြီးပြီး ေတော့တဲ့ချိန်ပေါ့ဗောနော်ဒီနာယီပိုင်းရပိုင်းနာယီပိုင်းတော့အလိုနာယီတနိုင်းတနိုင်းဝန်ကျင်လောက်ပါဗောကျုပ်ဆရာမလားပုံစံမသိဘူးဗောနော်ဝန်နေရှင်အထိမ်မဲ့ဘက်တော့ဗောနော်အလန်တဝက်အလန်တိုက်တဝက်ကိုအလန်ထူပါတယ်ဟလားပင်ကလေးများပွင့်တော့ပြီဆိုတဲ့ခါဖဲပြကျွန်တော်ကအဲ့ဟာကိုကြည့်တော့သူ့ကိုတနာရမလားဘာပြောရမလဲမသိဘူးဘာမှတော့အဲ့ဒီမှာသူပြောတာစကားရှိတယ်ဟုတ်လားနိုင်ငံတကာတာကိုမမြင်ဘူးလားနိုင်ငံတကာကခပြမြင်လဲစောက်ပြီးမဆိုင်ဘူးသူကလည်းသူတို့တက်နေတဲ့သူတို့မလေးပဲဖိနေတာတကဘာလုံးမှာကိုရောကကိုရောကကိုရော ယုံရမှာလေနိုင်ငံတကာကတော့ကုမရဘူးကိုယ်အိမ်မှာမိလုံနေတာကိုဟိုဗေးပန်းဝန်းကျင်မှာကိုလာပြီးမိသက်ပြီးပါဆိုတော့သူတို့အားသာသူတို့တက်နိုင်မှာပေါ့သူတို့လည်းလောက်ထိမလုပ်နိုင်ဘူးကိုယ်အိမ်မှာကိုပဲရင်လုံရမှာလေအဲ့ဒီမိမိဘောမိထွားမကြည့်ဖောက်မိဘောတွေမကြည့်ထွားအောင်ကျွန်တော်လုံရမှာလေအဲ့ရောက်အမေကျော်ပြီးတွေးတော်လွှင့်ရှင်ညာနိုင်ငံတကာကခင်ဗျားတို့ကအရင်ကအထင်ကြီးကြတယ်နိုင်ငံတကာကအထင်ကြီးတာဟာကိုယ်နိုင်ငံအတွက် ကိုတော်နိုင်ရတော့အောင်မြင်ဖို့အချိန်မဟုတ်ဘူးနိုင်ငံတကာကအချိန်ဆွဲတယ်နိုင်ငံတကာဆိုတော့အချိန်ဆွဲထားတာနော်ခင်ဗျားတို့တော်နိုင်အစားအဝါကျွန်တော်ပြောပါရင်2017မှာဟုတ်လားမလေးဘင်္ဂလားနဲ့အိန္ဒိယမှာအုတ်ထုတ်အပြာတွေ UN ဖွင့်တွေရောက်လာပြီဟိုဖွင့်တွေရောက်လာပြီဒီဖွင့်တွေရောက်လာပြီဆိုပြီးပေါ့နော်ခင်ဗျားတို့အများကြီးပြောကြကျွန်တော်အဲ့တုန်းကပြောတယ်မြန်မာနိုင်ငံကဘာကြောင့်ဝင်ပါလဲဘာကိစ္စနဲ့ဝင်ပါလဲဘာလို့ဘယ်လိုအကြောင်းပြုကြောက်အဲ့ဒီ UN ဖွင့်ဝင်ပါလဲဝင်စရာအကြောင်းမရှိဘူးဘေးဖွေးရမှလုံးလုံးမရဘူးကျွန်တော်ပြောပြသားပဲနော် ။အော်မင်းကလည်းဟိုသွားတယ်မင်းထိုက်ကိုသွားတယ်ဟိုသွားဒီသွားတယ်အင်တာပူကဖမ်းမယ်ဘယ်လိုဖမ်းလို့ရမလဲ။ဒါကလက်ချက်အမှန်တရားကိုကျော်ချပြတာ။အဲ့ဒါတော့အဲ့လိုမျိုးဖြစ်ရှင်တဲ့ကုန်ကတော့ဗျာပြောကြတာပေါ့ဥမာပေါ့ဗျာဒီ YouTube channel မှာ Python ချတဲ့နာမည်တော့မပြောရှင်တော့ပါဘူးအဲ့လိုအကောင့်တွေဆိုဘာပြောလဲဆိုလို့ရှိရင်ဟုတ်လား။ဟာမနေကပဲနော်ဒီတော်လည်းအဖွေးကနေပြီးဝင်ရောက်စင်းနေလိုက်တာဗမာရန်ကုန်မြို့ဘာဖြစ်သွားပြီမဲလို့66ဖွာတာပဲဟုတ်တယ်မလား66ဖွာတာဒါတွေကဘာမှသူတို့ အများလူထုစိတ်ဝင်စားအောင်သူတို့ကလည်းဟိုလာလူစိတ်ဝင်စားမှငွေရမယ်အဲ့ဒါတွေကို၆၆ရေးတာဒါတွေကိုတော့ပြီးကျွန်တော်တို့ကလိုက်လို့မရဘူးတကယ်လက်ရှိမြေပြင်ထိအပြေးပြင်းမှာတကယ်အဖြစ်ဖြစ်တော့ကျွန်တော်ကြည့်ရမှာဒါတွေလိုရမှာလေတော်နေဖွင့်နေတယ်ဒါတွေကိုကျွန်တော်ရှားပြမှာဒါကိုနားလေတိုင်းနဲ့ကိုလို့တီးတဲ့ခင်စားချုပ်ကျွန်တော်ရှားပြတာဘာလို့ရမလဲစကားစကားရန်သူနေမြေဖြစ်တမဲ့ပြီးပုံချေတယ်မျိုးတွေရွာတွေကိုဆိုလို့ရှိရင်စကားစားထိုင်ထူတာနေနေမျိုးကိုလည်းငါတို့ကရန်သူနေမြေအဖြစ်အဖြစ်နဲ့ကိုလို့နဲ့မှလုံနိုင်တဲ့တရုတ်တွေနဲ့ပုံချရင်ရှားရမှာပဲ ကြိုက်တတ်တဲ့ထွက်ဒါပဲလေဒီလိုပဲသွားရမှာပဲရန်သူကိုရန်သူကျင်းဆိုတာအဲ့ဒါပဲဗျနော်ကျွန်တော်ပြောချင်တာကဒီတော့ကဲလူရဲတို့ချင်းပြောရမယ်ဆိုလို့ရှိရင်လက်ရှိဖြစ်တော့တဲ့အဖြစ်ပဲပေါ့နော်ဒီရခိုင်မြန်မာတနိုင်ငံလုံးမှာဒီပင်းရမှာမဟုတ်ဘူးမြန်မာတနိုင်ငံလုံးမှာစကားစားဘုံကျက်တက်ဖြစ်နေတာဖြစ်တယ်အဲ့လိုဘုံကျက်တက်ဖြစ်နေတဲ့အတွက်နဲ့နော်ဆုံရှုံသွားတဲ့မိဖပြည်သူကကလေးသူငယ်မြတ်ကိုအရန်ဝန်းနေတာဖြစ်တယ်အဲ့လိုဝန်းနေဝန်းနေတဲ့အထိတ်ဘက်ကြောင်းလဲကျွန်တော်ကဒီနေ့ဒီစကားကိုတက်ပြောတာဖြစ်တယ်ဒီတော့ဘာဖြစ်လဲလုံးတဲ့လဲစကားစားတဲ့ စကားစကားကိုနောက်ကတူကြောထောက်ထောက်ခံကြောထောက်နောက်ခံပေးနေတဲ့နော်စကားစကားလုံးသမားကိုကောက်ပါတယ်လူမျိုးလုံးသက်ဖက်မှုမတရားနိုင်ချင်းမှုသက်ဖက်ဟုတ်လားဒီလိုကြေးရွာတွေဖျက်ဆီးမှုမိရှုံးမှုဓာတ်တွေကိုမှန်ပါတယ်လို့ထောက်ခံနေတဲ့စကားစကားလိုပြီးဖြစ်တဲ့သစဉ်ဦးကျော်မျိုးမင်းကျော်စိုးဦးနော်ဇော်ဘိုဟင်းအောင်မင်းအပောင်ဝင်ပေါ့နော်ဒီမူမူခိုင်တို့တက်တက်ခိုင်တို့အပအဝင်အကုန်လုံးကိုခင်ဗျားတို့ရနိုင်တဲ့အနည်းနဲ့အသေးရရင်ရအရရအချင်းရတဲ့နည်းနဲ့ဖမ်းပါလို့ တင်သားတွေအကျံပေးရင်းနဲ့ခင်ဗျားတို့နားလည်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့အဆင်ပြေကြပါလိမ့်မယ်